အလုတ်ထွက်တော့မှာလားအလုတ်သမားတယောက်အလုတ်ထွက်တဲ့နေရာမှာအလုတ်ကြောင့်ထက်အထက်လူကြီးကြောင့်ပုံများတယ်ဆိုတဲ့လေ့လံချက်တွေရှိပါတယ်အထက်လူကြီးကောင်းခြင်းဆိုးခြင်းကအလုတ်တစ်ခုအပေါ်မှာဘလောက်နေပျော်တယ်မပျော်ဘူးဆိုတာကိုအစုံအဖြစ်ပေးပါတယ်တနည်း၈နာရီထက်မနည်းနေနေရတဲ့လုပ်ငန်းခွင်တစ်ခုမှာမဖြစ်မနေတွေ့နေရတဲ့ကိုယ့်ရဲ့အထက်လူကြီးကလူကြီးမဆန်ဘူးခေါင်းဆောင်မပိတတ်ဘူးဆိုရင် အလုပ်လုပ်ရတာစိတ်ဆင်းရဲဖို့ကောင်းပါတယ်ဒီတော့ဘယ်လိုဆက်လုပ်ကြမလဲနံပါတ်1ပို့ပြီးတော့တော်လောင်လုပ်ပါ စိတ်ညစ်ဆရာစိတ်တူဆရာဝမ်းနည်းဆရာတွေနဲ့ကြုံတွေ့ရဖို့ကတော့ဒေချာတလောက်ရှိပါတယ်အကောင်းဆုံးထွက်ပေါက်ကတော့ပို့တော်လောင်လို့ကိုကိုကိုခယူဆိုင်ပါ အလုံးနဲ့တတ်ဆိုင်တဲ့နေရာမှာအတွေ့အခေါ်မှာကိုရီကိုသွေးမှာပို့တော်တထတော်လောင်လုပ်ပါဆိုးတဲ့အထက်လူကြီးတွေဟာ သူတို့နိုင်လို့ရတယ်သူတွေကိုပို့အနိုင်ကျင့်လည်းရှိတယ်ဘလို့လူတွေကိုအနိုင်ကျင့်နိုင်လဲဆိုတော့သူတို့မရှိလည်းဖြစ်တယ်အစားထိုးရလွယ်တယ်အလုံးနဲ့ပတ်သက်လို့ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့လေးစားလို့ဆရာအနေထားမရှိရင်သူတွေကိုသူတို့ကပို့ပြီးတော့အနိုင်ကျင့်ကြတယ်ဒီတော့ကိုယ်ကမရှိမဖြစ်နေထားကိုရောက်လာအောင် ပို့ပြီးတော့တော်လာအောင် ဖန်တီးယူမယ်ဆိုရင် ကိုယ့်အပေါ်မှာအရင်ကတော့မစိုးရွားနိုင်တော့ဘူးရုပ်ဆော့အောင်အလုပ်သိရှာရင်တော့မှပို့ပြီးတော့လွယ်ကူမယ် အထက်လူကြီးဆိုးလို့ကိုယ့်ရဲ့တိုးတက်မှု လုံးဝမရှိဘူးဆိုရင်အရှုံးကြီးပဲမဟုတ်လားနမနဲ့ကိုချင်းစာကြည့်လိုက်ပါ ပြဿနာတစ်ခုဖြစ်တဲ့အခါတိုင်းမှာဘက်ကနှစ်ဖက်ရှိတယ်အဲ့ဒါကိုမမေ့ပါနဲ့ကိုဘက်ကလက်ဖဝါကိုသူကလက်ဖမိုးအဖြစ်မြင်တာကဒါဘသူအပြစ်မှမဟုတ်ပါဘူးသူတို့အနေထားမှာကိုဆိုရင်ရောဘယ်လိုမျိုးဆုံးဖြတ်မလဲဘယ်လိုတွေးမလဲသူအခုဘယ်လိုဖိအားတွေကြုံနေရနိုင်လဲ တို့ဘာကြောင့်ဒီလိုမျိုးဖြစ်နေရတာလဲဆိုတော့ကိုရိုးရိုးသားသားလေးတွေးကြည့်ပါယာရူးနောက်မှာတာဝန်ယူရတာ ਨੇ ဖိအားတွေပုံများလာတယ်ဒါတွေကိုနားလည်အောင်စ조사ကြည့်ရင်ခံစားမှုတွေကိုတတ်တရာရစေပါလိမ့်မယ်နံပါတ်3ကိုယ့်ရဲ့လမ်းကြောင်းတွေခံယူချက်တွေကနေမတွေးဖဲပါနဲ့စိတ်ပြစည်းမှုတွေမကြေနပ်မှုတွေ ਨੇ စိုးရွားတဲ့အတွေ့အကြုံတွေကကိုယ်ဘယ်လိုလူလဲဆိုတော့ကို အဆုံးအဖြစ်ပေးမသွားပါစေနဲ့တခြားသူတယောက်ရဲ့လောက်ရက်တွေက ကိုယ့်ရဲ့ခံယူချက်တွေတံပိုးတွေကိုမယုတ်ယော့သွားပါစေနဲ့ကိုကိုကိုဘလို့လူလဲဆိုတာကိုအဆုံးအဖြတ်ပေးနိုင်တဲ့သူကကိုကိုတိုင်းပဲဖြစ်ပါစေတခြားလူတယောက်ကစိုးလို့နောက်ထပ်လူတယောက်ကိုကိုကပြန်ပြီးတော့စိုးစေတာမလိုဘူးဆိုတာကိုအမြဲတရားပါ ကိုယ့်ရဲ့လမ်းကြောင်းကို အပြောက်မခံပါနဲ့နံပါတ်၄ ကိုကိုကိုတိတ်ပြီးသနာစရာကောင်းတာပဲလို့လည်းမမြင်ပါနဲ့ဒါဟာကြုံတွေ့ရမယ်ဘဝရဲ့သင်္ကန်းစာရီထဲကတစ်ခုဖြစ်တယ်မိမိကိုကိုတိတ်သနာစရာကောင်းတာပဲငါမှဒီလိုတွေကြုံတွေ့နေရတယ်လို့မတွေးပါနဲ့လူတိုင်းဟာတစ်ခုမဟုတ်တစ်ခုပြဿနာတွေနဲ့ရင်ဆိုင်နေကြရတာပါကိုကိုကိုတိတ်သနာဖို့ကောင်းတယ်လို့မြင်တဲ့အခါမှာကိုကိုမတနာရကောင်းလားဆိုပြီးတော့ကိုပဝင်ချက်ကလူတွေအပေါ်ကိုအပြစ်မြင်တတ်လာနိုင်မယ် အဲ့ဒီအဖြစ်မျိုးကိုအယောင်မခံပါနဲ့တနာစရာလူလို့မြင်မဲ့အစားကိုယ့်ရဲ့တက်လန်းတွေဖြစ်နိုင်ခြေတွေကို ရှုမြင်ပါငါရသလောက်ယူသွားပါဘလို့မှမခံစားနိုင်တော့ဘူးအလုတ်ထွက်တော်မယ်လို့စိတ်ကူးပြီးဆိုရင်တော့ရသလောက်ယူသွားနိုင်ဖို့ကိုစဉ်းစားပါရသလောက်ယူသွားပါ ဆိုတာကအလွဲသုံးစားလှုပ်ခိုင်းတာမဟုတ်ဘူးပစ္စည်းတွေအင်ကိုမှတော့ခိုင်းတာမဟုတ်ဘူး ဒီအလောက်ကနေရနိုင်တဲ့အတွေ့အကြုံလုပ်ငန်းကျွမ်းကျင်မှုအပေါင်းအသင်းမိတ်ဆွေစီးပွားဘက်အစရှိတဲ့ကိုယ့်အတွက်သုံးဝင်နိုင်မဲ့ရနိုင်တာမှန်တယ်များကိုယူသွားဖို့ကိုဆိုလိုတာပါယူသွားဖို့ကိုတိုက်တွန်းတာပါကျွန်တော်အခုပြောသွားခဲ့တာတွေကတော့သင်အလုပ်ထွက်ခြင်းစိတ်ပေါ်လာခဲ့မယ်ဆိုရင်တေချာစဉ်းစားတဲ့အချက်၅ချက်ပဲဖြစ်ပါတယ် ဒီ၅ချက်ထဲမှာမပါတဲ့အခြားအချက်တွေကိုသင်စဉ်းစားမိတယ်ဆိုရင်ဒါမှမဟုတ်ကြုံတွေ့ခဲ့ရဘူးလေဆိုရင် comment မှာဝေမျှပေးခဲ့ဖို့ share ပေးခဲ့ဖို့တောင်းဆိုလိုပါတယ်ခင်ဗျာမိတ်ဆွေများအားလုံးစိတ်ချမ်းသာကိုကျမ်းမှာကြပါစေခင်ဗျာ